ြတယ်မှာအဲ့အဲ့မှာတော့မဆုံးဘူး弟弟ကျွန်တော် blog channel ကိုအားပေးနေကြတဲ့မိသားစုများအားလုံးမင်္ဂလာပါခင်ဗျာစိတ်ချမ်းသာ ကိုကျမ်းမာရှိကြပါစေယခုကျွန်တော်တို့လေ့လာကြည့်ရှုရမယ့်အကြောင်းအရာဗီဒီယိုကတော့ရန်ကုန်မြို့ပြကြီးအတွင်းနေထိုင်ကြတဲ့လူလူအတွက် နေ့စဉ်အသုံးပြုစီးနင်းနေရတဲ့ဘတ်စကာကြီးအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါရန်ကုန်မြို့ကြီးအတွင်းနေစဉ်နဲ့မြပြေးဆွဲနေတဲ့ဘတ်စကားသမိုင်းကြောင်းကိုလေ့လာကြည့်ရှုကြအောင်ဗျာဘတ်စကားကွန်ရက်စနစ်ကိုအကောင့်အထည်မဖုံမီကရန်ကုန်မြို့ရဲ့ဘတ်စကားဖြင့်တည်ယူပို့ဆောင်ရေးစနစ်ကိုမထာတာလို့ရည်ညွှန်းသတ်မှတ်ထားတယ်ရန်ကုန်တိုင်းမော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက စိုးမိုးကုတ်ခဲ့ခဲ့ပြီးတော့ရန်ကုန်မြို့ရှိ ခီးတဲ့နှစ်တသမ၈တန်းအားနေစဉ်ဝန်ဆောင်မှုပေးနေခဲ့ပါတယ်။ပုဂ္ဂလိကဘက်စကားကုမ္ပဏီများဟာလည်းရင်းလိုင်းကြောင်းအရေးအတွက်အနှဲငယ်ဖြင့်သာနေစဉ်ပြေးဆွဲပေးခဲ့ပါတယ်။ရန်ကုန်မြို့ရှိဘက်စကားပေါင်း9800ရှိတဲ့အထဲမှာအစည်းရေ4000ခန့်ဟာရင်းလန်းကြောင်းပေါင်း300ခန့်အားရန်ကုန်မြို့အတွင်းလူသွားလူလာများတဲ့လမ်းမကြီးများတစ်လျှောက်နေစဉ်ပြေးဆွဲပေးနေခဲ့ပါတယ်။ အဆိုပါမထာဒဘတ်စကာစနစ်အားစစ်ဆေးပြုပြင်ခဲ့ရတဲ့အကြောင်းရင်းများစွာ ရှိပါတယ်။အဲ့ဒီတွေကတခုကတော့ဘတ်စကာရှင်မောင်းသူများဟာဘတ်စကာကုမ္ပဏီများရဲ့မူလစည်းကမ်းချက်များကိုစန့်ကျင်ပြီးတော့ခီးတယ်များရဲ့ဘေးကင်းလုံခြုံမှုကိုလစ်လျူရှုခဲ့ပါတယ်။၎င်းတို့ရဲ့ရင်လိုက်များထဲမှာလမ်းကြောင်းတူအခြားသောဘတ်စကာများထက်ခီးတယ်များများရရှိက အကျိုးအမြတ်များများရရှိစေဖို့အတွက်အနေရကြီးစွာအပြိုင်အဆိုင် ရှင်ပြိုင်မောင်းနှင်ခြင်းပဲဖြစ်ပါတယ်။ ဒါအပြင်ရင်အကူလှုပ်သားလို့ခေါ်တဲ့ကားစပယာများကလည်း၎င်းတို့ရဲ့စိုးသွမ်းလှတဲ့သဘောထားရိုင်းပြတဲ့အပြုအမူလှုပ်ဆောင်ချက်တွေနဲ့ခီးစဉ်လမ်းကြောင်းအတွက်ကြာတဲ့ဒီထက် ရင်စည်းကများပုံမူကောက်ခံခြင်းများကြောင့်ဝေဖန်မှုများမြင့်တက်လာခဲ့ပြီးတိုင်ကြားစာများများပြားလာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့2019ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာတော့အများပြည်သူအတွက်တည်ယူပို့ဆောင်ရေးဆိုင်ရာပြဿနာများကိုမိမောင်းထိုးပြသကအသွင်ပြောင်းဆောင်ရွက်ခြင်းအဖြစ်ရန်ကုန်ဘတ်စာပေ YBS နဲ့ပေါ်ပေါက်အသုံးပြုလာခဲ့ပါတယ်။ YBS ကွန်ရက်စနစ်ဟာမြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်တဲ့ရန်ကုန်မြို့အတွက်အကောင့်ထည့်ပေါ်ခဲ့တဲ့ဘတ်စကားဖြင့်တည်ယူပို့ဆောင်ရေးကွန်ရက်စနစ်တစ်ခုဖြစ်ပါတယ်။ ၎င်းစနစ်အားရန်ကုန် region transport comedy YRTC လို့ခေါ်တဲ့ရန်ကုန်တိုင်းဒေသကြီးအများပြည်သူတည်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်ကုမ္ပဏီကတာဝန်ယူကုတ်ကဲကြီးကြပ်ပါတယ်ယခုအခါ2018ခုနှစ်တွင်တရုတ်နိုင်ငံမှ Government to Government ဖြင့်မှာယူထားသော bus ကားသစ်များ transportation ကုမ္ပဏီများမှမာယူထားသောဘတ်စကားသင်းများတောင်ကိုရီးယားမှတပတ်ရစ်ဘတ်စကားများမီနီဘတ်များဖြင့်2024ခုနှစ်အထိရရှိထားတဲ့ data များအရာ132လိုင်းပြည့်စွဲလျက်ရှိပါတယ်ရုပ်ပြတည်ယူပို့ဆောင်ရေးနဲ့အညီ ပုံမှန်ရင်လိုက်များအပြင်တက္ကသိုလ်၄ခုကိုချိတ်ဆက်ပြည့်စွဲသော YBS ရင်လိုက်ရန်ကုန်မျိုးပတ် YBS စုလေကနေလေစိတ်တကုံးအေယာဝေးပြေးကနေအောင်မင်္ဂလာဝေးပြေးများကိုပြည့်စွဲခဲ့ပြီးတော့ယခု2024ခုနှစ်နောက်ပိုင်းမှာတော့ကြည်လမ်းမကြီးတလျှောက်မောင်းနှင်သွားတော့စုလေကနေလေစိတ်တစ်ခုတည်းသာကျန်ရှိခဲ့ပြီးတော့ထိုလမ်းကြောင်းမှာလည်းလေစိတ်မဝင်စနစ်ဖြင့်အဝိုင်းဘက်ပြည့်စွဲလျက်ရှိပါတယ်။ YBS ရင်လိုက်နံပါတ်အပြောင်းလဲများလဲရှိနေပါတယ်။ဒါကြောင့်ကိုစီးမဲ့ YBS ကားကကိုသွားလိုတဲ့မှတ်တိုင်မျိုးရည်များကိုရောက်မရောက်အရင်ဆုံးမေးမြန်းပြီးမှစီးနေကြဖို့လဲတတိထားစီလိုပါတယ်။ YBS ကွန်ရက်စနစ်တည်အကောင့်ထဲပေါ်ဆောင်ရွက်မှုရန်ကုန်မြို့ရှိဘတ်စကားဖြင့်တည်ယူပို့ဆောင်ရေးကွန်ရက်စနစ်အားအသွင်ကူးပြောင်းရေးမပြုတ်လုံမီကရန်ကုန်မြို့ရဲ့ဘတ်စကားကွန်ရက်စနစ်တိုးတက်လာစေရန်အသေးစားပြုပြင်ပြောင်းလဲမှုများအားရှေ့ပြေးအနေဖြင့်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ထို့အထက်တွင်ရန်ကုန်တိုင်းဒေသကြီးအများပြည်သူဘတ်စကားတည်ယူပို့ဆောင်ရေးကုမ္ပဏီ ရန်ကုန် Best Publics Company မှာတာဝန်ယူကြီးကြပ်ကိုခဲ့ရတဲ့ရန်ကုန်မြို့ရဲ့ပထမဆုံးသော Best Rapid Transport BRT စနစ်ကို2016ခုနှစ်ဖေဖော်ဝါရီလမှာစတင်အကောင့်တွေပေါ်ဆောင်ရွက်ခဲ့ခြင်းဒီလဲတခုအပါအဝင်ဖြစ်ခဲ့ပါတယ် BRT စနစ်ဟာရန်ကုန်မြို့ရှိများစွာသောရင်လန်းချောင်းများစွာထဲမှာရင်လန်းချောင်းနှစ်ခုအတွက်သာပြည့်စွဲနေခဲ့တော်လဲ ရင်းစီကအောက်ခံရမှာမြန်မာနိုင်ငံတွင်ပထမဆုံးသောကက်စနစ်အီလက်ထရောနစ်ငွေပေးချေမှုစနစ်ကိုကျင့်သုံးခဲ့ခြင်းနဲ့ဘတ်စကားများအားလုံးတွင်လေအေးပေးဆက်များတက်ဆင်ထားရှိမှုကြောင့်ခီးသားပြည်သူများအကြားရေပန်းစားလာခဲ့ပြီးအထိုက်လျောက်အောင်မြင်မှုရရှိခဲ့ပါတယ်။ အဆိုပါဘတ်စကားကွန်ရက်စနစ်တဲ့ YBS ဟာရခင်ကမျိုးရင်းပြေးဆွဲနေတဲ့ရင်လိုင်းပေါင်း300ကျော်မှာယခုအခါရင်လိုင်း100ကျော်အထိရှော့ချထားတာကိုလည်းတွေ့မြင်ကြရမှာဖြစ်ပါတယ်ဝိုင်းဘီအက်စ်ကွန်ရက်စနစ်စတင်ချိန်ကဝေဖန်မှုများလဲရှိခဲ့ပါတယ်။ဝိုင်းဘီအက်စ်ဘတ်စကာစနစ်တဲ့ဟာပြည်သူလူထုနဲ့လုံလောက်စွာတိုင်ပင်ဆွေးနွေးမှုမရှိခြင်း ကြာရှည်စွာဆောင်ဆိုင်ရခြင်းခီးသောပြည်သူများအားဝန်ဆောင်မှုပေးမှုညံ့ဖျင်းခြင်းနဲ့မစင်မချင်းရင်းမောင်းများတို့ကြောင့်ဝေဖန်ခံနေရပါတယ်။ရန်ကုန်ဘတ်စကားဝန်ဆောင်မှုကိုပွင်လင်းမြင်သာစွာ ပြန်လည်သုံးသပ်ရန်လဲရန်ကုန်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များကဧပြီ9ရက်2019ခုနှစ်မှာတောင်းဆိုခဲ့ပါတယ်။ YBS နှစ်သစ်စတင်လေပတ်တော်အချိန်မှာလဲရခင်မထသကားများဖြင့်တခါသာစီးလင်းရောက်လို့သည့်မှတ်တိုင်ကိုရောက်တော်လဲ YBS ဖြင့်နှစ်ဆင့်သုံးဆင့်စီရတဲ့အတွက်စတင်ပြည့်စွဲတဲ့ကာလမှာဝေဖန်မှုများမြင့်တက်လာခဲ့ပါသေးတယ်။ဒါပေမဲ့လည်းအစိုးရကဘတ်စကားလိုင်းကအစ်စ်များထပ်မံထည့်သွင်းပေးခဲ့တဲ့အတွက်ဝေဖန်မှုများငြိမ်သွားခဲ့ပါတယ်။ ဒီနေ့ YBS လောက YBS ကားများတွင်ယခုအခါမှာ၄ AP ဆက်များမရရှိတော့ပါဘူးဘတ်ကားစီးနေရာတွင် လုံခြုံစိတ်ချမှုမရရှိတော့ပါ YBS ကားပေါ်တွင်ခပိုင်းနိုင်ခံရခြင်းများနေ့စဉ်ကြုံတွေ့နေရပါတယ် YBS ကားများတန့်ရှင်းမှုနဲ့ကြံ့ခိုင်မှုညော့နေလာပါတယ် YBS ရင်မောင်းများအပြိုင်ဆိုင်ရှင်ပြိုင်မောင်းနေနေကြပါတယ်။ CNG gas အခက်အခဲများကြောင့်လည်း YBS ရင်များလျော့နေလာပါတယ်။ outside ကားများတစ်ခစ်ပြန်လဲပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တွင်ရင်ကျောပိတ်ဆို့မှုများကြောင့်ခီးတဲ့များအနေနဲ့ WBS ဆောင်ရခြင်းကြာမြင့်လာပါတယ်ဟုတ်ကဲ့ပါတခြားသောကြံရှိတဲ့အခက်အခဲများရှိရင်လည်းဆက်လက်မျှဝေပေးကြပါဦးခင်ဗျာမြမပြည်ရှိခီတော်ပြည်သူများတွားလန်းတာ၍လာလန်းများဖြောင်ဖြူးကြပါစေ ုတ်ကဲ့ပါ Scoop Video ကိုစောင့်တီရှုလေ့လာပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာနောက်ထပ် Video တွေများစွာမှာပြန်လည်ဆုံတွေ့ကြဖို့အတွက်ကျွန်တော်ရဲ့ Channel ကို Subscribe လုပ်ထားဖို့လည်းမမေ့နဲ့ဘူးနော်